ျမဒီနေ့ဘေးရကြော်လေးပြမမှာဖြစ်ပါတယ်။ပဲပြလို့တဲ့နေ့ဟာဒီပဲတွေကိုကြိတ်ခွဲရမှာပဲတွေရဲ့အစီအနှစ်တွေပေါ့နော်။ကိုယ်ကမယူဘဲနဲ့ဟိုဘေးရကြော်ကြော်ဖို့အတွက်ကျမအတီးတန့်ဖယ်ထားတဲ့ဟာလေးတွေဖြစ်ပါတယ်။အားလေးနဲ့ကျမဒီနေ့ဘေးရကြော်ပြလို့မှာပဲတော့ဒီပဲလေးတွေမှာတော့အစီအနှစ်သိမ့်မရှိတော့ပါဘူးပေါ့နော်။အဲတော့ကျမကသူ့နဲ့တက်ဆိုင်နေအမောင်းလေးတွေထည့်ပြီးတော့ကျမစီးပိုင်တော့ပြန်ပြီးနေမှာပဲဖြစ်ပါတယ်။ အဲ့ထဲကိုကျမဟိုကျမမှာပါလာရဲပေါ့နော်မဘဲပြာချောင်းမှုနေထဲလိုက်ပါမယ်အဲ့ဒါကတော့မဘဲပြာချောင်းမှုတထုပ်ရဲ့တဝက်ပေါ့နော်တထုပ်ရဲ့တဝက်ကိုအသုံးပြုလိုက်ပါတယ်အဲ့ဒါလေးကတော့150 g အထုပ်ရဲ့တဝက်ကိုအသုံးပြုလိုက်တာပါ အဲ့ထဲကိုကျွန်မချက်တော်နေနောင်နှုတ်စင်နာပါလေးထည့်လိုက်ပါမယ်ချက်တော်နေကိုရိုးရိုးအရှိလေးတွေလှီးလို့လည်းရပါတယ်ဒါပေမဲ့လည်းကျွန်မတို့ဒီဘရားကြောင့်လုံးတဲ့အခါမှာထိုးထိုးထောင်ထောင်လေးထွက်နေမှာဖြစ်တဲ့အတွက်ကျွန်မကဒီလိုနောင်နှုတ်စင်နာတဲ့ဟာလေးတွေကိုအသုံးပြုလိုက်ပါတယ်ဘာလဲဒီတော့ပြလိုက်ပါမယ်အဲ့ဒီကိုကျွန်မနည်းနည်းလေးပြလိုက်ပါမယ် က်ခဲကိုထည့်ရမှာပါလေကျမတို့ကဟိုပူစင်နေရတော့စီတိုင်းရတော့ထည့်ရမှာပေါ့နော်ကျမမှာအားရင်မရှိတဲ့အတွက်အခုဘက်ကလောင်းမှာတော့နည်းနည်းလေးရှိလို့နည်းနည်းလေးပဲထည့်လိုက်ပါလေဒါပေမဲ့လည်းနည်းနည်းမင်းအနှံ့နဲ့တွေကိုတော်တော်မှုပေးပါလေအသားပေါင်းနေထည့်လိုက်ပါမယ်ချုံမကြိုက်တယ်လို့ပါလေချုံမထည့်ပါနော်ကျမတို့အသားပေါင်းလေးပဲထည့်လိုက်ပါလေစားလေးအနေနဲ့ထည့်လိုက်ပါမယ် ပြီးတော့မှနေပြီးတော့မှအရသာအဲကိုလိုနေဆိုရင်ပေါ့နော်ကိုလိုတဲ့အတိုင်းနဲ့ထပ်ထည့်လိုက်ပါကျွန်တော်ကတော့တနေငယ်ထည့်လိုက်ပါမယ်ပြောင်းကုန်မှုနေထည့်ပါလေပြောင်းကုန်မှုကတော့ဒီဟာသမင်းစားစားတစ်စုံလောက်ရှိပါလေမဆလာပေါ့ဒါကတော့မဆလာမဆလာကတော့ကျွန်မကိုယ်တိုင်ချိတ်ခွဲထားတဲ့မဆလာလေးပေါ့နော်အဲ့လိုထည့်လိုက်ပါလေ ဂျင်းမုံလေးပါမှာဂျင်းမရှိရဲ့အတွက်ဂျင်းကိုအမုံလေးပဲအသုံးပြုလိုက်ပါတယ်ဂျင်းမုံလေးထည့်လိုက်ပါမယ်ဒီမှာငယ်ပီစင်းငယ်ယူတီချိုက်တဲ့အတွက်ပေါ့နော်ငယ်ယူတီနဲ့အနေငယ်ကိုနည်းနည်းချိုးချေပြီးထည့်လိုက်ပါမယ်ဆာရှာရှာလေးစားကြအောင်ပါရှင်အဝင်ဒီစီးရဲ့မောင်ရောင်းနေပါမယ် ျမအခုရလာတွင်လာအတော်ပဲဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီရောင်ကိုကျမ live ကနားမှတ်ထားလိုက်ပါမယ်။ကျမကနောင်ကမှတ်ထားတဲ့ပအဝင်ကြစီတွေကပွာလာအောင်လုပ်ပါမောင်ရရကြောင်းတော့တဲ့ဒီလိုမျိုးစစ်ဆန်ထိုင်ထားလိုက်ပါရဲ့ အရာကျော်ကလည်းဒီထဲကိုကျမတို့ကစနိုင်းလည်းမထည့်ပါဘူးမျိုးပြီးဟိုအစိမ့်မလည်းမထည့်ပါဘူးရှင်တချို့ညာတော့ခြံရင်ထည့်ကြပါလေဟိုကိုတော့ဘူးခြံရင်ခြံရက်ဆက်လို့လည်းထည့်လို့ရပါလေကျမကကြတော့ဒီထဲကိုဝါနေတဲ့ပုံစံနဲ့ညီနေပုံစံနဲ့ခြိုက်ဘူးသူ့ရဲ့တဘာဝအတိုင်းလေးပဲကျော်ချင်တာဖြစ်တဲ့အတွက်ဘဲရဲ့တဘာဝအတိုင်းလေးပဲကျွန်တော်ကျော်ချင်နေဖြစ်ပါလေ အဲလေးတွေကိုတကောင်ကအယောင်နဲ့ပဲကျော်ရမယ်လေသူကနေသူချွတ်လာတဲ့အခါမှာအယောင်ကြောင်းသွားမှာပါအဲ့တော့ဒီအေးအေးလေးနဲ့ပဲကျမတို့စိတ်ရှိရှိကျော်ရမှာဖြစ်ပါတယ်ဒီအေးအေးလေးနဲ့ဘာလို့ကျော်လဲဆိုရင်သူကပါတယ်ချက်တော်နေအဲနနမင်းလေးကဒီပြင်းတဲ့အခါမှာတူးသွားနိုင်တဲ့အတွက်ကျမကအပြင်ကုန်လေးနဲ့ချက်မယ်အပြင်လေးနဲ့ချက်မယ်အဲ့လိုသဘောမျိုးနဲ့ဒီအေးအေးလေးနဲ့ဖြည်းဖြည်းချင်းကျော်လာပဲဖြစ်ပါတယ်တချို့ကျော်လေးတွေကရနိုင်ပြီဖြစ်တဲ့အတွက်ကျမစစ်စစ်ထားလိုက်ပါတော့မယ် ခုဆိုရင်ကျမရဲ့ဘုရားကျော်လေးရရှိပါပြီကျမရဲ့ဘုရားကျော်လေးဟာအရန်ကိုပဲမဆလာနဲ့တင်းတင်းလေးနဲ့အပြင်ကွမ်းကျွကျလေးအထက်ကမမွားလေးနဲ့အရန်ကိုပဲစားကောင်းပါလေရှင်ဘုရားကျော်လေးကိုဒီအတုအမြုံလေးနဲ့အချင်းလေးနဲ့မြုပ်ကျော်လေးနဲ့စားရင်အရန်ကိုပဲစားလို့ကောင်းပါလေကျမရဲ့ဘုရားကျော်လေးလေးကိုစိုက်နေတတ်တယ်ဆိုရင်လိုက်ပါပြီးရောကြော်စားကြည့်ကြပါဦးရှင်ထပ်တဲ့ဟင်းချက်လေးလေးတွေကိုသဘောကျတယ်ဆိုရင် like share subscribe လေးပြုလုပ်ပြီးတော့ကျမကိုအားပေးသွားကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်